နာပိုလီတင်းရဲ့ကင်းထောင်းချုပ်မီချီလီကိုခေါ်ယူဖို့အာဆင်နယ်တင်းသဘောတူညီမှုရရှိဘောလုံးကျောက်ကမှအတွက်ကျွန်တော်ရဲ့ဝမ်းမင်းရဲ့ဆက်စပ်ကပြန်လည်ကြိုးစားလာပါတယ်။အာဆင်နယ်တင်းကနာပိုလီတင်းရဲ့ကင်းထောင်းချုပ်ဖြစ်တဲ့အီတလီလူမျိုးမော်ရီဇီယိုမီချီလီကိုခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းအီတလီဂျာနယ်လစ်ဖာဗီဇီယိုရိုမာနိုကဖော်ပြခဲ့ပါတယ်။အသက်59နှစ်ရှိပြီဖြစ်တဲ့မီချီလီကစီရီအေကလပ်အသင်းတော်တော်များများမှကင်းထောင်းရာထူးနဲ့လှုပ်ဆောင်ခဲ့မှုသို့ဖြစ်ပြီးနာပိုလီတင်းကတော့လက်ရှိချိန်မှာဒုတိယချိန်လက်တွဲနေခြင်းဖြစ်ကြောင်းသိရပါတယ်။ မီဇီလီယာနာပိုလီတန်းအတွက်ဟန်ဆစ်ခင်မင်ချေကာဗရာစကယ်လီယာတို့ကိုရှာဖွေပေးနိုင်ခဲ့တာကြောင့်တီတူခံခဲ့ရပြီးဥရီနစ်အသင်းမှာတော့လည်းဆူလီမွန်တာရီအဇာမိုဂျန်နိုနဲ့ပတ်သက်ပြီးနာမည်ရခဲ့တဲ့သူဖြစ်ပါတယ် အာဆင်နယ်သင်းကပြီးခဲ့တဲ့နှစ်မှာအာကစားဒါရိုက်တာအီတူနဲ့သူလက်ထောက်ဂျေဆန်အိုက်ဒိုရိုနဲ့လမ်းခွဲခဲ့ပြီးနောက်လက်ရှိအချိန်မှာအာကစားဒါရိုက်တာသက်အန်ဒရီဘာတာပဲကင်းထောက်ဌာနကိုပါဦးဆောင်နေရတာကြောင့်မီချီလီယိုကင်းထောက်ချုပ်ဖြစ်ခန့်အပ်ဖို့စီစဉ်ခြင်းဖြစ်ကြောင်းသိရပါဗျ။အာဆနယ်သင်းကဘာတာရောက်ရှိလာချိန်မှာပြမကစားသမားများစွာကိုအယားခေါ်ယူနိုင်ခဲ့ပြီးမီချီလီထယောက်လာခြင်းကအပြောင်းရွှေ့လှုပ်ရှားမှုတွေကိုပုံမအားကောင်းလာစေဝယ်ရှိနေပါတယ်